မင်္ဂလာပါရှင်အခုနှစ်ကုန်မှာစစ်ကောင်စီကရွေးကောက်ပွဲကျင်းပဖို့စီစဉ်နေပေမဲ့ပြည်သူတွေအပြည့်အဝပူးပေါင်းပါဝင်မှာမဟုတ်တဲ့အတွက်အရာထင်မှာမဟုတ်ဘူးလို့မလေးရှားနိုင်ငံရေးဝန်ကြီးမိုဟာမက်ဟာဆန်ကမှချက်ပြုပြောဆိုလိုက်ပါတယ်မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပတဲ့56ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာဝန်ကြီးကမြန်မာနိုင်ငံပြန်လည်ထူထောင်ရေးကခက်ခဲကြမ်းတမ်းပြီးလက်ကူချောမွေ့လာအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်းနဲ့ပြည်သူလူထုရဲ့ဆင်းရဲဒုက္ခတွေတတရရသိဖို့ရန်လိုမှုတွေအလုံးကိုရပ်တန့်ချဖို့စစ်ကောင်စီနဲ့အတိုက်ခံအလုံးကိုတိုက်တွန်းခဲ့တာပါ မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကလည်း စစ်ကောင်းဆောင်နဲ့ဘန်ကောက်မှာပြည်ခဲ့တဲ့သတင်းပတ်တွေအတွင် တွဲဆောင်ခဲ့ပြီးအပြည့်ခက်ရစဲမှုကိုလေးစားလိုက်နာကြဖို့သက်ဆိုင်သူတွေအားလုံးကို တိုက်တွန်းခဲ့ပါသေးတယ်။မြန်မာနိုင်ငံမှာမတ်လ28ရက်တုန်းကအင်အားပြင်းငလျင်လှုပ်ခတ်ပြီးလူပေါင်း3800နီးပါးတေဆုံးခဲ့ပါတယ်။လူပေါင်းတောင်းချီအိုးနဲ့အိမ်မဲဖြစ်ခဲ့ပြီးနောက်မြန်မာစစ်တပ်က အပြည့်အခက်ရစဲကြောင့်ကြီးညာခဲ့ပါတယ်။ စစ်ကောင်စီရဲ့အပြစ်ခက်ရစဲရေးက အခုမေလအကုန်မှာတက်တန်းကုန်ဆုံးမှဖြစ်ပြီးလေကြောင်းတိုက်ခိုက်မှုတွေကိုလည်းစစ်ကောင်စီကတရဆက်ဆင်နွှဲနေပါဗျာ နှစ်ဖက်အပြည့်ခက်ရစဲရဲ့အတွက်အထူးကိုယ်စားလှယ်တူနေပြည်တော်ကိုလာရောက်ဖို့လိုအပ်တယ်လို့မလေးရှားနိုင်ငံရေးဝန်ကြီးကအလေးပေးပြောဆိုခဲ့ပါတယ်။မိုဟာမက်ဟာမြန်မာနိုင်ငံကိုလာရောက်ခဲ့ဘူးသူဖြစ်ပြီးအာဆီယံရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးနိုင်ရေးအတွက် လာမယ့်ဆိုလာအတွင်းမြန်မာနိုင်ငံကိုလာရောက်မယ်လို့သိရပါတယ်။စစ်တိုင်းနေကြသူတွေဟာတစ်ဖက်နဲ့တစ်ဖက်ဆန့်ကျင်ဘက်တွေဖြစ်နေကြတာကြောင့်ပြည်ထနာကိုစိတ်ရှည်တည်ခံဖို့လိုအပ်တယ်လို့လည်းသူကပြောပါဗျ စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတမှုရှိမှာမဟုတ်ဘူးလို့ပြည်တွင်းပြည်ပလက်လာသူတွေက ပြောဆိုနေကြပေမဲ့စစ်ကောင်စီကတော့2025နှစ်ကုန်အတွင်းရွေးကောက်ပွဲကိုမဖြစ်မနေကျင်းပဖို့အစီအစဉ်နေပါတယ်ရှင်